တယောက်ထဲရှောက်လန်းဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့တယောက်ထဲဆက်ပြီးတော့ရှောက်လန်းမှာရှောက်လန်းတဲ့အခါမှာလည်းတင်ကိုယ်တိုင်ကတင်ပါလဲဆိုတာသိဖို့ပါလိုပါတယ်ဒီတယောက်တည်းရှောက်လန်းနေတဲ့လမ်းရဲ့အဆုံးသတ်မှာတင်ကအောင်မြင်မှုတွေရရှိနိုင်ပါရဲ့ လောကလမ်းကြီးလျှောက်လမ်းတဲ့အခါမှာအခက်ခဲဆုံးကဘာလဲဆိုရင်တယောက်တည်းလျှောက်လမ်းရတာပဲဖြစ်ပါတယ်။တယောက်တည်းရုန်းကန်ရတာပို့ပြီးတော့အခက်ခဲပါတယ်။အခက်ခဲဆုံးဖြစ်တယ်။ဒါပေမဲ့ဒီလောကလမ်းပေါ်မှာတယောက်တည်းလျှောက်လမ်းနေဆိုတဲ့တင်ကအတ္တမှာဆုံးသောသူတယောက်ဖြစ်ပါတယ်။ဘွားလမ်းကိုကိုတယောက်တည်းလျှောက်နေတဲ့အချိန်မှာအဓိကကဘာလို့လဲဆိုတော့တမ္မာဖို့လိုတယ်ဆက်လက်လျှောက်လမ်းဖို့လိုတယ် ထိကကတမ္မာဖို့နဲ့ဆက်လက်လျှောက်လှမ်းဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ဘယ်တော့မှစိတ်မလျှော့ပဲနဲ့ကြောက်သေးပဲလျှောက်လှမ်း။ဒီကြောက်သေးလျှောက်လှမ်းနဲ့ဆိုရဘဝခီးရခက်ခဲကြမ်းတဲနဲ့ဆိုပေမဲ့ကိုကဘာလို့လူဘလို့တမ္မာတဲ့လူဖြစ်တယ်ဆိုတဲ့ဟာကိုကိုကိုတိုင်းသိတယ်။ကိုအားသာချက်ကိုသိတယ်။ကိုဘလို့လျှောက်လှမ်းရမလဲဆိုတော့ကိုသိတယ်။ခက်ခဲကြမ်းတာပေါ့တယောက်သေးလျှောက်လှမ်းရတာ။ဒါပေမဲ့ဒီခက်ခဲဆုံးလျှောက်လှမ်းတဲ့ဘဝခီးရ ကောင်းဆုံးရလတ်တစ်ခုကိုရရှိမှာဖြစ်ပါရဲ့ခက်ခဲတဲ့ကြိုးစားမှုကအမြဲတမ်းတင့်ကိုကောင်းမွန်တဲ့ရလတ်တစ်ခုအမြဲတမ်းပေးပါရဲ့တောင်တောင်တစ်ခုကိုခက်ခက်ခက်ခဲနဲ့တက်လှမ်းပြီးတော့ထိတ်ဆုံးကိုရောက်သွားတဲ့အချိန်မှာတင်ပင်ပန်းခဲ့သမျှတင်ဒီတောင်တန်းတစ်ခုကိုတက်နေတဲ့အချိန်မှာမောပန်းခဲ့သမျှတောင်ထိပ်ပေါ်မှာမြင်ရတဲ့ အရန်လှပတဲ့ view နဲ့ဘာနဲ့မှမလဲနိုင်အောင်မော်ပန်းသမျှတွေပြပြောက်သွားလောက်အောင်တင်မြင်ရမယ့် shooting တစ်ခုကထိတ်ဆုံးမှရှိနေပါတယ်။တင်အောင်မြင်လာတဲ့ဒီနေ့မှာတင်းစီမှာလူအချို့အနှင်းငယ်အချို့တင်းစီမှာရှိပါတယ်။တင်းဘယ်တော့မှတယောက်တည်းမဟုတ် အဲ့ဒီအချိုသင်းစီမှာရှိနေတဲ့လူအချိုကသင်းရဲ့တန်ဖိုးကိုတီးတဲ့လူကြီးသင်ဘလောက်ကြိုးစားရတယ်ဆိုတဲ့ဟာကိုတီးရလို့သင်ခွန်အားစိုက်ထုတ်ခဲ့တဲ့ရလက်တွေကိုအတိအမှတ်ပြုတဲ့လူကြီးကသင်ဘေးနာဘယ်တော့မှစွန့်ခွာမသွားဘာလို့လဲဆိုတော့သင်ကအရန်ကိုကောင်းကောင်းကြီးကြိုးစားခဲ့တယ်ဆိုတော့သူတို့ကစောင့်ကြည့်ခဲ့ပြီးတော့သင်အောင်မြင်တဲ့အချိန်မှာသင်ကဘယ်တော့မှစွန့်ခွာသွားမှာမဟုတ်ဒီလူတွေအနှိမ့်ငယ်ဆုံးသောသူ အချိုကပဲသင်တန်ဖိုးကိုရှိတီးပြီးတော့သင်နားမှာဆက်လက်ပြီးတော့ရှိနေတာဖြစ်ပါတယ် ါကြောင့်တင်တယောက်တည်းဖြစ်တယ်လို့ဆိုတော့မှဖိလင်မခံစားနဲ့တင်စူးစားနေတဲ့အချိန်မှာတင်စူးစားနေတဲ့ပန်းနိုင်ကိုတင်မဲ့တည်ရယ်တင်စူးစားလျှောက်လန်းနေတဲ့အချိန်မှာအခက်ခဲတွေဒုက္ခကြောက်ဆောင်တွေရှိရယ်တိုက်ခိုက်သူတွေရှိရယ်ဒါပေမဲ့ဒီဥစ္စာတွေကတင်ကိုအာတင်လျှောက်နေတဲ့လမ်းတွေကိုဖျက်ဆီးတားစီးနိုင်အောင် ခွင့်မပြုလိုက်ပါနဲ့တင်းကဒီတင်းရဲ့ဦးတီချက်ကောင်းကောင်းရင်တင်းတင်မြင်ရမယ်ယူပါရင်တင်မြင်ရမယ်ရှုခြင်းကိုတင်ကိုယ်တိုင်ရှောက်လန်းနေတယ်ဒီတောင်ကြီးကိုတင်တက်နေရဆိုတာတင်မသိရဲ့ဒါကထိတ်ဆုံးမှာတင်မြင်ရမယ်ရလက်တစ်ခုကိုတင်မှရည်ရွယ်ချက်အပြည့်အဝရှိဖို့တော့လိုတယ်အဲ့တော့တင်းရဲ့မျောလင့်ချက်တင်းရဲ့ယူပါရင်သူရင်တင်းရဲ့အိမ်မက်တွေကိုဘယ်တော့မှ နှိမ့်ချပြီးတော့မမတ်နဲ့တင်းတယောက်တည်းဖြစ်နေရဲ့တင်းတယောက်တည်းကြိုးစားနေရတယ်ဆိုပြီးတော့စိတ်တက်ဘက်တော့မှကြမသွားနဲ့ထိတ်ဆုံးမှရှိနေတဲ့တင်းရဲ့ရီမန်းချက်ကိုရအောင်သွားပါတင်ကတင်ကိုယ်တိုင်ဥဆောင်မှုအတွက်တင်ကမွေးဖွားလာတဲ့သူတယောက်ဖြစ်တယ်။တင်ကိုယ်တိုင်ရက်တည်နိုင်တယ်။တင်ကိုယ်တိုင်ဥဆောင်မယ်ဒီလောကကြီးကိုတင်ကိုယ်တိုင်ကြိုးစားပြမယ်။တင်လျှောက်နေတဲ့လမ်းမှာဘယ်တော့မှနောက်ပြန်မလဲနဲ့။ရှေ့ကိုပဲရှေ့ရှုဥတီပြူပြီးတော့ကိုကြိုးစားရမယ်ပန်းနိုင် တဲ့တယ်ပဲရှောင်ရှောင်နေတဲ့လမ်းမှာတယောက်တည်းဖြစ်တာရဲ့ဘာရကိစ္စမရှိဘူးနောက်ဆုံးမှာအောင်မြင်မှုကိုရဖို့အတွက်ပဲကိစ္စရှိရဲ့တစ်ခါလေအမ ्याह ကိုတွဲခေါ်ပြီးရှောင်ရတဲ့အထက်တယောက်တည်းစူးစမ်းပြစ်လိုက်တာပို့ပြီးတော့ကောင်းမွန်ပါတယ်တမ်းပါပါချားလူနဲ့မတူတဲ့တယောက်တည်းစူးစမ်းတဲ့သူတယောက်ဖြစ်လိုက်ပါတဲ့ရအောင်မြင်ခြင်းကတင်းလက်ထဲမှာပဲရောက်နေပါပြီ။ဒီကိုယ်တိုင်စူးစမ်းဖို့ပဲလိုအပ်ပါတယ်။ တယောက်တည်းရဲရင်မှုခွန်အားရှိဖို့ဘယ်တော့မှမကြောက်ပါနဲ့တချို့လူတွေကငါတယောက်တည်းဖြစ်နေပြီဆိုပြီးတော့စိတ်တက်ကြတတ်ပါတယ်ဒီတယောက်တည်းဖြစ်နေတဲ့အချိန်ဟာအကောင်းဆုံးတင်းရဲ့ရီမှန်းချက်တွေကိုတယောက်တည်းရှောက်လန့်ပြဖို့အတွက်အခွင့်အရေးတစ်ခုရောက်နေပြီဆိုတဲ့ဟာကိုဘယ်တော့မှမမေ့ပြပါနဲ့ stay strong be different fighting မှာ